Fresh Radio Channel မှာပြန်လည်ကြိုဆိုလိုက်ပါရရှင်။ကဲဆက်လိုက်ရအောင်။ဒီဆောင်ဝင်ခဲ့မှာတော့ Baronica တယောက် Next C ကနေ message တွေအများကြီးရနေပါတယ်။ ဒါပေမဲ့သူမကနစ်ကလူကောင်းတယောက်မဟုတ်ဘူးလို့ထင်ပြီးဆာရီကိုလစ်လျူရှုတ်လိုက်ပါတယ်။နစ်ကဘာရိုနီကာစီကိုသွားတော့သူမကကျမနတ်ကိုဆမလိုက်ပါနဲ့တော့လို့ပြောလိုက်ပါတယ်။နစ်ကကျွန်တော် CCTV ဗီဒီယိုမှတ်တမ်းကိုယူသွားတယ်လို့ထင်နေတာလားလို့သူမကိုမေးလိုက်ပါတယ်။အဲမှာဘာရိုနီကာကသူ့ကိုမောင်းထုတ်လိုက်ပါတော့တယ်။ထောက်ခန်းထဲမှာတော့ Scoffy က Demon Face လို့ခေါ်တဲ့ machine ကိုအကောင့်ထဲပေါ်တော့မှာပါ။သူကအဲကနိုင်ရန်သားကနေခြေလန်းတွေကိုတိုင်းတာနေပါတယ်။ င်းထဲမှာတော့ဆူဂရေးကထောင်ဆောင်ရှောက်လာနေတဲ့အတန်ကိုကြားပြီးထိတ်လန့်သွားပါတယ်။အဲ့ဒါနဲ့သူဟာစကော့ဖီရဲ့အိယာရဲကိုခေါင်းအုံထိုးထဲလိုက်ပါတယ်။စကော့ဖီကတော်တော်မလုပ်တာကြောင့်ထောင်ဆောင်ကမတင်ကြတော့ပဲသူ့ကိုစောင်းကိုဖယ်ဖို့ပြောပါတော့တယ်။သူကပြမပြေတာကြောင့်ထောင်ဆောင်လည်းခံထဲဝင်ဖို့လုပ်ပါတော့တယ်။ဖြစ်ချင်တော့စကော့ဖီကအဲ့နေရာမှာရှိနေပြီးသားပါ။စကော့ဖီကငါမှထောင်ဖောက်မဲ့အချိန်စရာရှိတယ်။အချိန်လေးကိုကြည့်ပြီးမစ်ရှင်ဆောက်လုပ်ကြမယ်လို့ပြောလိုက်ပါတယ်။အဲ့လိုနည်းနည်းချင်းစီလုပ်သွားမယ်ဆိုရင်ဘယ်အချိန်မှပြီးတော့မှာလဲ။ အဲ့တော့ secrecy မှာတော်တော်မိုက်တဲ့အကြံရှိနေပါတယ်။ admission ကတော့အကျဉ်းဆောင်တစ်ခုလုံးကို lockdown ကြအောင်လုပ်ဖို့ပါ။လောက်ရောင်ကြနေတော့မှထောင်သားတွေအားလုံးကိုသူတို့ရဲ့အခန်းထဲမှာထိမ့်သိမ်းထားရပါမယ်။ပြီးတော့ဘသူမှလည်းကွင်းပြေထွက်လို့မရသလိုထောင်ဆောင်တွေလည်းအထဲကိုဝင်လာမှမဟုတ်တာအသေးချာပဲပေါ့။ဒါဆိုရင်လော့ခ်ဒေါင်းကြအောင်ဘယ်လိုလုပ်ကြမလဲ။ ထောင်ထဲကလေအေးပိစက်တွေကိုပိတ်လိုက်ရင်ထောင်သားတွေပူဝိုင်းလာကြမယ်။အဲ့ဒါဆိုသူတို့စိတ်တွေပူထူလာကြမှာလေ။အဲ့လိုဆိုရင်ထောင်လဲရုံသုံးကားဖြစ်သွားမှာပေါ့။စကော်ဖီကအဲ့အကြံနိုင်လို့ပို့သဘောတူလိုက်ပါတယ်။ ဆရာဝန်မမကစကော့ဖီစီကိုရှောက်လာပြီးဘာရိုစ်ကရှင့်ရဲ့အကူဆိုတာဘာဖြစ်လို့ကျမကိုမပြောပြတာလဲလို့မေးလိုက်ပါတယ်ဒေါက်တာဆာရာကရှင်တို့အချင်းချင်းတွေ့လို့ရအောင်ရှင်တို့ရဲ့ဆေးကုသအချိန်စရာကိုအနာကပ်ပေးထားမယ်လို့ပြောလိုက်ပါတယ်နောက်တော့စကော့ဖီကတခြားထောင်သားစီကနေကြက်အုပ်ကျိတ်ဆက်ကိုဝယ်လိုက်ပါတယ်ကဲဘာအတွက်ဖြစ်မဲ့ထင်လဲရှင့်အဘရိုစီနဲ့သူ့လူတွေရဲ့ရိုင်းနှက်တာကိုခံရပြီးတဲ့နောက်ထီဘက်ကဆေးရုံကနေပြန်ဆင်းလာပါပြီ အခန်းထဲပြန်ရောက်လာတော့ထေဘက်ကအသက်ခံလိုက်ရတဲ့သူ့ရဲ့လက်ထောက်နေရာမှာအစားထိုးလက်ထောက်အစ်စ်ရသွားတော့ပျော်သွားပါတယ်။စကော့ဖီကလေးပိဆက်ကိုသွားပိတ်လိုက်ပါတယ်။ဗာရိုနီကာထောင်ရင်စာလာတွေ့တဲ့အခါမှာနက်ကအကျိုးရောက်နေတာကိုတွေ့သွားတော့သူမဒေါသထွက်သွားပါတယ် ။သူမဟာဘော်ရိုစ်ကိုသူ့ကိုမယုံနဲ့လို့ပြောလိုက်ပါတယ်။သူကဘလို့လူလဲဆိုတာကျမတို့တေချာမသိဘူးလို့ပြောတော့နစ်ကသူ့မှာတက်တေရှိတယ်လို့ပြန်ပြောလိုက်ပါတယ်။နစ်ကသူဟာဘော်ရိုစ်ရဲ့အခန်းကိုဝင်စီးဖို့ရဲကိုတိုင်းလိုက်တဲ့သူကိုရှာနေတာပါလို့ရှင်းပြပါတယ်။ပြီးတော့သူစစ်စစ်ကြည့်တဲ့အခါမှာဖုန်းခေါ်တဲ့သူဟာဝါရှင်တန်ပြည်နယ်ကဖြစ်နေတာပါတဲ့။ ပြောရရင်ကီလိုထောင်နဲ့ချီဝဲတဲ့နေရာကပါသူတို့ကဘော်ရိုစ်ရဲ့တိုက်ခန်းကိုမျက်မြင်သက်သက်အဖြစ်နဲ့ရဲတိုင်လိုက်တဲ့သူဟာအတုဆိုတာအထောက်ထားရှာသွားပါပြီဒါပေမဲ့အဲ့ဒီအထောက်ထားနဲ့ရှင်းကြည့်လို့မရသေးပါဘူးထောင်သားတွေကပူအိုက်မွန်းကျပ်နေကြပါပြီ ထိဘက်ကအရန်ပူလာပြီးဆိုပြီးဆန်နှပြပါတော့တယ်သူတို့တွေကိုတန်းစီခိုင်းလိုက်ပြီးပြဿနာမရှာဖို့ပြောလိုက်ပါတယ်အဲမှာသူကဒီနေရာကအာဖရိကတိုက်လို့ပုံနေပြီလို့ပြောလိုက်ပါတယ်ထိဘက်ကအမိန့်ကိုမနာခံတော့ရင်းနဲ့အပတ်ခံလိုက်ရပါတယ်ပြီးတော့ထုံစော့ကလော့ကဒေါင်းချပြီလို့ပြောလိုက်ပါတယ်အဲမှာတော့အခန်းတကားတွေဂုံပိတ်လိုက်ပါပြီအဲနောက်မှာတော့ဆူဂရေးကစကော့ဖီနဲ့အတူဟော်ဂန်လေးကိုဆင်းသွားပါတယ်အထိမ့်သိမ့်ခံအကျဉ်းသားတွေလည်းပောက်ကွဲကုန်ကြတာပေါ့ ထောင်ထဲကအရာရှိကထိပါရဲ့အလဲဝက်ချက်ကိုဖော်ထုတ်လိုက်တဲ့အချိန်မှာအစိုးရဆုံးအခြေအနေဖြစ်သွားခဲ့ပါတယ်။တခါတော့ကသူ့ရဲ့မတန်ဆွမ်းတဲ့ညီမလေးကိုမဒိန်းချင်းခဲ့ဘူးတဲ့လူတစ်ယောက်ရှိပါတယ်တဲ့။အဲနောက်မှာတော့ထိပါလို့ခေါ်တဲ့လူတစ်ယောက်မွေးဖွားလာခဲ့ပါတယ်။ထိပါကအရန်ကိုဒေါသထွက်သွားပါပြီ။ဆဆကျမတော့အဆောင်တွေကအေးအေးဆေးဆေးပါပဲ။ဒါပေမဲ့အခုတော့သူတို့တွေဟာထောင်ကိုချိုးဖောက်ကြတော့မှကိုစိတ်ပူလာကြပါပြီ။တကယ်ပဲထောင်ကိုဖောက်လိုက်ပါတော့တယ်။ဘယ်လစ်ကထောင်အဆောင်ကိုအဆောင်ဘီကိုပိတ်လိုက်ဖို့ပြောလိုက်ပါတယ်။ တကယ်တော့သူဟာနိုင်ရန်ပေါ်မှာနတ်ဆိုးမျက်နှာပုံကိုထွေးနေခဲ့တာပါ။စကော့ဖီကဓမီကိုဖွင့်လိုက်ပါတယ်။စကော့ဖီကနိုင်ရန်စီအိုရောက်တော့စကရေကိုအဲ့ဒီနိုင်ရန်ရဲ့အနောက်မှာထောင်ရဲ့မိလာရေစိုးပိုင်လိုင်းရှိတယ်လို့ပြောလိုက်ပါတယ်။ငါတို့ဒီထဲကနေသွားရင်စေယုံကိုရောက်မယ်ပြီးတော့စေယုံကနေဆက်သွားရင်အပြင်ကိုရောက်သွားမယ်လို့ပြောလိုက်ပါတယ် ထောင်ရင်းစုပုံမှုဖြစ်နေလို့ဘာရိုနီကာနဲ့နက်တိုကိုအပြင်ကိုဖယ်ထုတ်လိုက်ပါတယ်။ပြီးတော့အဆောင်ကဘာရိုစ်ကိုသူ့အခန်းထဲပြန်ခေါ်သွားပါတယ်။ဒါပေမဲ့သူ့အခန်းကိုပြန်လာတဲ့အလမ်းမှာဖြတ်လာတဲ့ထီးဘက်နဲ့စုံသွားပါတယ်။ သူတို့ကထောင်စောက်ကိုဝိုင်းရိုက်ခံပြီးမှဘာရိုစ်ကသူ့ကိုကာဝယ်ပေးလိုက်ပါတယ်အကျိုးဆက်အနေနဲ့ကတော့ဘာရိုစ်တယောက်တရိပ်လစ်သွားတဲ့အထိထိုးကျိတ်ခံလိုက်ရပါတယ်နောက်တော့ထောင်စောက်ကအကျဉ်းသားဖြစ်ချုပ်ခံလိုက်ရပါတယ်ဒေါက်တာဆာရာကအဆောင်ပြည့်ရဲ့ဆေးကုသဆောင်မှာရှိနေပါတယ်ထောင်ကလူနာတွေကဆာရာလာမဲ့ချိန်ကိုသိကြပါတယ်လူနာရီလည်းအတင်းရဲကုန်ကြပြီးတော့အဲကထောင်ဆောက်တွေကိုထိုးကျိတ်ကြပါတော့တယ်ဒေါက်တာဆာရာကိုအကျဉ်းသားတွေကအားတိုက်ခိုက်ကြပါပြီ ်ဒါပေမဲ့သူမကရအောင်ပြန်ချပြီးအခန်းထဲမှာကိုကိုကိုတော့ခတ်ထားလိုက်ပါတယ်ထောင်သားတွေကဒေါက်တာဆာရာကိုဖမ်းဖို့အခန်းကိုချက်ချင်းပြတ်ဖို့စ조사ပါတော့တယ်စကရီကနိုင်ငံကိုဖျက်ဆီးဖို့နတ်ဆိုးကိုအကူအညီတောင်းမယ်ဆိုတာမဖြစ်နိုင်ဘူးလို့စကော့ဖီကိုအထင်သေးစွာပြောလိုက်ပါတယ်။ငါတို့လွန်နေရာကတူကွ။ဒါပေမဲ့ငါတို့မှမရှိဘူးလို့ဆက်ပြောလိုက်တယ်။စကော့ဖီကတော့ငါတို့တူမလို့ဘူး၊ကြက်ဥကျိတ်ဆက်ပဲလိုတာလို့ပြန်ပြောလိုက်ပါတယ်။ဘလို့လို့ပြီးကြက်ဥကျိတ်ဆက်နဲ့နိုင်ငံကိုဖျက်ကြမှာလဲလို့မေးလိုက်ပါတယ်။ အဲမှာတော့ Scoffy ကကြအုပ်ကျိဆက်နဲ့အပေါက်လေးတွေဖောက်မှလို့ပြောလိုက်တယ်။ Hawk Law အရဆိုရင်စုံမတ်တွေကိုအပေါက်ဖောက်ပြီးဒူးချလိုက်ရင်နယံနေအဲကွဲသားမယ်လို့ပြောလိုက်ပါတယ်။တကယ်တော့နတ်ဆိုးပုံမျက်နှာက Scoffy အပေါက်ဖောက်ရမယ့်နေရာဖြစ်နေတာပါ။သူတို့စားဖောက်ကြပါဗျ။ ။အကျဉ်းသားတွေကစိတ်ယုံကိုလုံးကျုံတယ်လို့ပြောဖို့ထောင်စားကိုချိန်ချောက်လိုက်ကြပါတယ်။ပြည်နယ်အထွေမှုကသူ့တမီးဒေါက်တာဆာရာကိုဘေကင်းအောင်ထားဖို့ပေါ့ကိုဖုန်းနဲ့လှမ်းပြောင်းလိုက်ပါတယ်။ပေါ့ကသူ့ရဲ့တမီးဟာအဆောင်ပြေမှာရှိနေလို့အဆင်ပြေမှာပါလို့ပြန်ပြောလိုက်ပါတယ်။ပြည်နယ်အထွေမှုကဒေါက်တာဆာရာသာတစ်ခုခုဖြစ်သွားရင်ပေါ့ကိုအလုပ်ထုတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ ထိဘက်ကထောင်အဆောင်ကိုထောင်ခန်းထဲကိုဆွဲခေါ်သွားတယ်။ပြီးတော့သူကစကော့ဖီရဲ့အခန်းထဲရောက်သွားတဲ့အထိနှိပ်စက်နေပါတော့တယ်။အဲမှာထောင်ဆောင်ကလဲကျသွားပြီးတော့မတော်တဆမျက်နှာတိကံကိုဖွင့်ပြလိုက်ပါတယ်။ကဲစကော့ဖီထောင်ဖောက်မဲ့အကြံကိုထိဘက်ကတီသွားပါပြီ။ အဲ့ဒီမှာအပလူစီကထိဘက်ရဲ့ပါဇက်ကိုပိတ်လိုက်ပါတယ်။သူ့အကြံကိုထိဘက်နဲ့ထောင်ဆောက်ကတီးသွားလို့စကော်ဖီတယောက်စိတ်ပြတ်သွားပါတယ်။ထိဘက်ကသူ့ကိုပါသူတို့နဲ့အတူထွက်ပြေးခွင့်ပေးတဲ့အတွက်ဒီကိစ္စကိုမပေါက်ကြားစေရဘူးလို့ညှိနှိုင်းမာတော့တယ်။ပြီးတော့ထိဘက်ကဒီကိစ္စကိုဘယ်သူမှမသိအောင်ဒီထောင်အဆောင်ကိုတပ်ပြတ်မှရမယ်လို့အကြံပေးလိုက်ပါတယ်။စကော်ဖီကလက်မခံပါဘူးစကော်ဖီကထောင်သားတွေဟာဆရာဝန်ကိုဝိုင်းထားကြပြီလို့ကြားသွားပါတယ် CCTV ကိုတွေ့တွေ့ချင်း Scoffy ကဒေါက်တာဆာရာကိုဟောကန်းကနေဖြတ်ပြီးတော့သွားကယ်ဖို့ပြေးသွားပါတယ်။ပြီးတော့တီထောင်ဆောက်ကိုဘသူမှလက်ဖျားနဲ့မထိရဘူးလို့လည်းအမိန်ပေးခဲ့ပါတယ်။ Barros ကို TV ခုပါကနှိုးလိုက်ပါတယ်။ပြီးတော့ Barros က Scoffy ဘာမှလဲလို့မေးလိုက်ပါတယ်။အဲဒီမှာလူတစ်ယောက်က Scoffy ရှိတဲ့နေရာကိုတည်တယ်လိုက်ပို့ပေးမယ်လို့ပြောလိုက်ပါတယ်။သူကဘသူပါလဲ။ Sara တယောက်ကတော့သူမလက်ထဲမှာရှိတဲ့ပစ္စည်းနဲ့သူမကိုသူမအကောင်းဆုံးပြန်ခုခံနေပါတယ်။သူမလොမြောက်သွားမှာလား။ ဲ့ဒီခန်းမှာစကော်ဖီကခေါင်းမိုးပေါ်ကနေဒေါက်တာဆာရာကိုကယ်ဖို့ဝင်ပေါက်ရှာနေပါတယ်။ပြီးတော့စကော်ဖီကလေအေးပေးဆက်ရှိတဲ့လမ်းကြောင်းကနေဝင်သွားပါတယ်။ ဖောက်ကဘဲလိတ်ကိုတပ်ဖွဲ့တွေအဆင့်သက်ပြင်ထားဖို့မိန်ပေးလိုက်ပါတယ်။ဘဲလိတ်ကဘာလို့တခါတည်းမဝင်လာလဲလို့မေးလိုက်ပါတယ်။ဖောက်ကလွန်ခဲ့တဲ့တနားရီလောက်ကပဲရေကိုရထားတာပါ။သူတို့အပူလုံပြီးအရှုံးပေးသွားကြအောင်လုပ်လိုက်တာပါ။ဘဲလိတ်ကဒါအလုပ်ဖြစ်ပါမလားလို့မေးလိုက်ပါတယ်။မပြောတတ်ဘူးဒါပေမဲ့လှုပ်ထုံးလုံနေတိုင်းပဲသွားမယ်လို့ပြောလိုက်ပါတယ်။ထောင်သားတွေကဖောက်နဲ့ညှိနှိုင်းလိုက်တယ်။ပြီးတော့သူတို့ကထောင်ဆောင်တွေကိုလည်းဖမ်းထားပါတယ်တဲ့။သူတို့ကလေးအေးပေးဆက်ပြန်ဖွင့်ပေးဖို့တောင်းဆိုတာပါ။ပြီးတော့သူတို့စီမှာအမျိုးသမီးဆီယာဝင်းကိုတစားကန်ဖမ်းထားတယ်လို့ပြောလိုက်ပါတယ်။ရုတ်တရက်ထိတ်လန့်သွားကြတာပေါ့။ အထောက်ကဘဲလက်ကိုအထဲကိုဝင်သွားဖို့အမိန်ပေးလိုက်ပါတယ်ဘဲလက်ကတာဟာလှထုံးလို့နေမဟုတ်လို့သူမလုံနိုင်ဘူးလို့ပြောလိုက်ပါတယ်မြေရောက်ခန်းထဲမှာတော့စကော့ဖီစီကိုလိုက်ပို့မယ်ဆိုပြီးခေါ်သွားတဲ့သူကဘာရိုစ်ကိုလေးပင်းညစ်တက်နေပါတယ်။ဒါပေမဲ့သူကပြန်ချနိုင်ခဲ့တော့အဲလူလဲသတိလစ်သွားပါတယ်။ ်စကော့ဖီရဲ့အခန်းထဲမှာတော့ဒစာကန်ဖြစ်တဲ့ထောင်ဆောက်ကသူ့ကိုလှုပ်ပေးဖို့တောင်းပန်နေပါတယ်သူတို့ထောက်ပေါက်မဲ့အကြံကိုလည်းဘသူကမှမပြောပြဘူးလို့ဂရီတွေပေးနေတာပေါ့ဒါပေမဲ့ထီဘတ်ကသူ့ကိုမယုံကြည်ပဲပြန်ရှင်းကျင်နေပါတယ်ဒီဆက်ဝင်ကမ်းမှာတော့နစ်နဲ့ဘာရိုနီကာတို့ကဘော်ရိုဆက်တိုက်ခန်းကိုဝင်စစ်ဖို့ရဲကိုဖုန်းဆက်တိုင်ကြားခဲ့တဲ့သူကိုစုံစမ်းဖို့ဝါရှင်တန်ပြည်နယ်ကိုလေယာဉ်နဲ့ထွက်ခွာနေတာကိုတွေ့ရမှာပါအဲ့ဒါပြင်စကော့ဖီကလေတိုးပေါက်ကနေလမ်းကြောင်းချနေပါတယ်ဒေါက်တာဆာရာကတော့ကြောက်ကြောက်နဲ့သူ့အဖေကိုအော်ဟစ်အကူအညီတောင်းနေတာပေါ့သူမရဲ့အဖေကလည်းသူသမီးလုံချုံရဲလားဆိုပြီးအကျဉ်းထောင်ကို ချက်ချင်းရောက်လာပါတယ်။အဲမှာသူကဒေါက်တာဆာရာပါပါလဲလို့မေးလိုက်ပါတယ်။ထောင်ကလူမိုက်တီကတော့ဆာရာခန်းထဲကနေထွက်လာအောင်ဆာအုပ်ကိုမီးရှို့ပြီးအထဲကိုပြစ်လိုက်ပါတယ်။ဆာရာကမီးငိမ့်မှုလို့တော့သူမကိုလှမ်းဆွဲလိုက်ကြတယ်။ဒါပေမဲ့သူမရအောင်ယုံထွက်နိုင်ခဲ့ပါတယ်။ကဲမင်းသားလေးကမင်းသမီးလေးကိုလာခဲ့ပါပြီ။စကော့ဖီကသူမကိုမျက်နှာချက်ပေါ်ကနေလှမ်းဆွဲယူလိုက်ပါတယ်။ ဟိုထောင်သားတွေလည်းဆရာဝန်ပဲရောက်တော့မှမသိကြတော့ပါဘူး။ LG တယောက်အချင်းတော်အထီးကရဖြစ်နေတဲ့အကြောင်းသတင်းတက်လာတာကိုကြည့်နေပါရယ်။အဲ့မှာတော့သူ့အမေကနှင်းအဖေကိုမေးလိုက်တော့ဆိုပြီး TV ကိုပိတ်လိုက်ပါရယ်။ကဲအဲ့မှာတော့ LG ရဲ့သူ့အမေနဲ့ပထွေးတို့စကားများနေကြပါပြီ။ LG ကသူ့အမေကိုစိတ်ပြတ်သွားပါရယ်။နောက်ပြီးဟိုလူတသမားကမသေးသေးပါဘူးသူကဘောရပ်စ်ကိုနောက်တစ်ချိန်ထပ်တက်ဖို့စူးစမ်းနေပါတယ် ဒါပေမဲ့ဘာရိုစ်ကပြန်ခုခံလိုက်တော့လူသက်သမားတည်သွားပါပြီ။ဘာရိုစ်ကငါ့ကိုတတ်ဖို့မင်းကိုဘယ်သူလှုပ်လိုက်တာလဲလို့မေးလိုက်ပါတယ်။ဒါပေမဲ့သူကတည်သွားပြီလေ။ဆူဂရီကတော့နယံကိုဆက်ပြီးဖောက်နေတော့မှာပဲအဘရိုစီရောက်လာပြီးတော့သူ့ကိုကူညီပေးလိုက်ပါတယ်အဲမှာတော့အဘရိုစီကစကော့ဖီရဲ့အကြံကိုအံ့အားတင်သွားပါတယ် စကော်ဖီနဲ့ဆာရာတို့ဟာမျက်နှာကျက်ပေါ်ကနေအပြင်ကိုထွက်ဖို့လမ်းရှာနေကြပါတယ်။ထောင်ထဲကလူမိုက်တွေကတော့ခြေလန်းတန်တွေရဲ့နောက်ကိုလိုက်လာနေကြပါပြီ။အခုထိကြောက်နေတဲ့ဒေါက်တာဆာရာကိုတွေ့တော့စကော်ဖီကနှစ်သိမ့်ပေးနေပါတယ်။အဲဒီမှာဆာရာကစကော်ဖီကိုလမ်းတွေကိုဘလို့လုတ်သိပြီးတော့ဒီနေရာကိုရောက်လာတာလဲလို့မေးလိုက်ပါတယ်။စကော်ဖီက"သူမကို CCTV မှာတွေ့လိုက်ရလို့ပါ"ဆိုပြီးပြောလိုက်ပါတယ်။ပြီးတော့သူကအဘရူဇီရဲ့အလုံမှာမျက်နှာကျက်တွေပေါ်ကအဆိပ်ရှိတဲ့အမုံမွားလေးတွေကိုရှင်းနေကြမို့ပါလို့ဖြေလိုက်ပါတယ်။ ထောင်ထဲကလူမိုက်တွေကချောင်းကြီးဖို့ကြိုးစားတော့စကော့ဖီကသူ့ကိုပိတ်ကံပြစ်လိုက်ပါတယ်။ပြည်နယ်အုပ်ချုပ်ရေးမှူးကသူ့တပ်ကိုချက်ချင်းဝင်ဖို့အမိန်ပေးတော့မှာပါ။စကော့ဖီနဲ့ဆာရာတို့ဟာအောက်ကိုခုံဆင်းပြီးတယောက်ကိုတယောက်ကြီးလိုက်ပါတယ်။ဒါပေမဲ့ဟိုလူမိုက်တွေရောက်လာတော့စကော့ဖီတို့လည်းထွက်ပြေးရပြန်မှာပြီ။သူတို့ဖွဲကအုပ်စုတောင်းတော့စကော့ဖီကလွန်မဲ့လမ်းကိုပဲရှာရတာပေါ့။သူတို့နောက်ဖေးလမ်းကနေထွက်ပြေးဖို့ကြိုးစားလိုက်ပါတယ်။ ်တပ်သားတွေကဆင်သင့်ဖြစ်နေပါပြီအဲ့မှာတော့ဘဲလက်ကပြည်내အုပ်ချုပ်ရေးမှူးစီကနေမျက်နှာရအောင်စူးစမ်းနေပါတယ်အဲ့မှာသူကယာရုတိုးကျင်တာနဲ့ပဲပေါ့ပြက်အကြောင်းမကောင်းတဲ့တွေပြောဖို့စူးစမ်းနေပါတယ်ခဏအကြာမှာတော့သူတို့အပေါဖောက်နိုင်ခဲ့ကြပါပြီသူတို့ဖောက်လို့ပြီးတော့စကော့ဖီရဲ့နီလန်တိုင်စူးစမ်းကြပါတော့တယ်အချက်အနှိမ့်ငယ်ထိုးပြီးတဲ့အခါမှာတော့နယံပောက်ပွင့်သွားပါပြီ ဆာရာနဲ့စကော့ဖီတို့လည်းဂိတ်ထွက်ပေါက်အထိရောက်လာကြပါပြီ။ဒါပေမဲ့ဆာရာကစကော့ဖီရဲ့အခြေအနေကိုစိတ်ပူနေပါတယ်။ဖြစ်ချင်တော့စကော့ဖီကိုတနက်ဖွဲကချိန်ထားပြီးကြပါပြီ။လူမိုက်တွေရောက်လာတော့စကော့ဖီကဆာရာကိုအမြန်ထွက်သွားခိုင်းမာတော့တယ်။ဆရာဝန်ဆာရာထွက်သွားပြီးတဲ့အခါစကော့ဖီကချက်ချင်းပဲကျမ်းပြန်ဝင်လိုက်ပါတယ်။လူမိုက်ကိုတနက်မှန်သွားပါပြီ။ မြေရောက်ခန်းမှာတော့ naked တငယ်စင်းရောက်လာပြီးတော့မူရင်းဖုန်းခေါ်ထားတဲ့ file ကိုပေးလိုက်ပါတယ်။အဲ့မှာသူတို့ထပ်ဆောင်စမ်းတော့အများသောတယ်လီဖုန်းကနေခေါ်ထားမှန်းတီးသွားပါတော့တယ်။သူတို့ဟာအနိဒာကပဝင်းချင်းတွေကိုလိုက်ဆောင်စမ်းကြည့်ပါတယ်။ထူးဆန်းစွာပဲဖုန်းမိလာခဲ့ပါတယ်။ဖုန်းကင်လိုက်တဲ့အခါမှာထူးဆန်းတဲ့လူတစ်ယောက်ကသူတို့ကိုဒီကိစ္စနဲ့ဆက်ဝင်မပါဖို့ပြောလိုက်ပါတယ်။ပြီးတော့မကြခင်သူတို့ကိုတတ်ပြစ်မယ်လို့ပြောလိုက်ပါတယ်။ Veronica နဲ့ Nick တို့လည်းအဲ့ဒီကနေချက်ချင်းအိမ်ပြန်လာခဲ့ကြပါတယ်။ ဘာရိုစ်ကစိုးရိမ်တကြီးနဲ့စကော့ပီရဲ့အခန်းစီကိုတွားရှာနေပါပြီ။သူကစကော့ပီရဲ့အခန်းကိုရောက်တော့သူ့ပမာလဲလို့စခရဲကိုမေးလိုက်ပါတယ်။နောက်ဆုံးမှာတော့စကော့ဖီကိုတွေ့သွားပြီးဖတ်လိုက်ပါတယ်။ထောက်ကဘန်လက်ကိုနောက်တစ်ခါပြည်နယ်အုပ်ချုပ်ရေးမှူးရှိမှငါ့ကိုတရေပြက်အောင်လုပ်ရင်မင်းကိုပြင်းပြင်းထန်ထန်အေးယူမယ်လို့ပြောလိုက်ပါတယ်။ဆာရာကသူ့အဖေကိုတွေ့တော့ဖတ်လိုက်ပါတယ်။အုပ်ချုပ်ရေးမှူးကသူ့သမီးကိုထောင်တွင်းဆေးရုံမှာအလုပ်လုပ်ခိုင်းပြီးလို့တောင်းပန်နေပါတယ်။နေနေရေးဖွဲကထောင်ဆောင်နဲ့ဝင်လာနေကြပါပြီ။ထီဘက်ကထောင်ဆောင်ကိုတတ်ဖို့ရောက်နေပါတယ်။သူတို့ကမတတ်နဲ့လို့ပြောပြီးတော့ထောင်ဆောင်ကိုပြန်သွားခိုင်းမာတော့တယ်။ ပြီးတော့ ठी ဘက်ကိုဘောင်းထုတ်လိုက်ကြပါတယ်။ဒါပေမဲ့သူဟာပြန်လှည့်လာပြီးတော့ထောင်စောင်းကိုတေးအောင်ထိုးတက်လိုက်ပါတော့တယ်။အဲဒီမှာစကော့ဖီတယောက်အပြစ်ရှိတယ်လို့ခန်းစားနေရပါပြီ။ က်တာဆာရာကတန်ရှိဒရိုက်တာကိုအစိတ်အမုံမားရရှင်းဖို့ထောင်သားတွေကိုဘာလို့ခိုင်းရတာလဲလို့မေးလိုက်ပါတယ်။အဲဒီမှာသူကအံ့ဩသွားပြီးထောင်သားတွေကိုတခါမှအဲ့လိုလုပ်ဖို့မခိုင်းခဲ့ဘူးလို့ပြောလိုက်ပါတယ်။ဒေါက်တာဆာရာကတော့စကော့ဖီဘာလို့သူ့ကိုလိမ်ခဲ့တာလဲလို့တွေးနေပါတော့တယ်။စီစဉ်ဝိုင်းရဲ့အပိုင်းနှစ်ကတော့ဒီလောက်ပါပဲအပိုင်းသုံးမှာဘာတွေဆက်ပြစ်ကြမလဲဆိုတာသိချင်ရင်ဒီ channel လေးကိုစောင့်မျှော်ကြည့်ရှုပြီးတော့ like and subscribe လုပ်ထားပေးကြပါနော် notification လေးကိုလည်းနှိပ်ထားကြဖို့မမေ့ကြပါနဲ့အောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်